ဒါဆိုရီကွန်တိုဖိုက်လေးလည်းရကြတယ်ပေ20 60အနေပေါ်မှာလုံးချင်အိမ်လေးလည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ဒီအိမ်လေးကိုရအောင်အမိွယ်ပါရှင်ညအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကကျမတို့ရွှေပြည်သာမြို့နယ်ရက်ကွက်ကောင်တစ်ခုဖြစ်တယ်အမှတ်9ရက်ကွက်မှာရှိတယ်တထက်ကူမှာဆက်လက်မိုးတင်ထားတယ်လက်ဆရီပုံစံဆောက်လုပ်ထားတယ်အိမ်ကောင်းကောင်းလေးတလုံးနဲ့မိတ်ဆက်ပေးတော့ပါအောင်မယ်ရှင်မြေပေါ်မှာအော်ဒတိုင်းအပြည့်ပက်လက်ခတ်ထားပြီးတော့ဒီမှာ blade တွေလည်းအပြည့်တက်ဆင်ထားမယ်ပေါ့နော်အဲဆိုရင်ခြံတကားကိုကြီးလိုက်တာနဲ့ဒီမှာဒါလက်ဆရီဖြစ်တယ်ပေါ့နော်ခြံတကားရဲ့ဒီဇိုင်းကအစားတော်တော်မတ်မတ်လေးလုပ်ထားတာတွေ့ရတယ်ပြီးတော့ဒီတကားကိုဆိုလို့ရှိရင်လည်းပေါ့နော်ဒီမှာအဲထဲမှာတထက်ပေါ့နော် ဟိုခြံတကားကအစလုံးလုံးကျုံကျုံလေးနဲ့စိတ်ဖြစ်အောင်လုပ်ထားတာအရင်ဆုံးတွေ့ရမယ်ပေါ့နော်။ကဲဒါဆိုအထဲကိုသွားပြီးကြည့်အောင်။ဒီမှာဆိုရင်ခြံထဲမှာကားရက်မယ်ဆိုလို့ရှိရင်ကားစည်းရက်ဖို့နေရာရှိတယ်။ကြီးကြီးသေးသေးကားကရက်လို့ရတဲ့နေရာရှိတယ်။ပြီးတော့ဒီမှာရေမီအပြည့်စုံမှာဂျိုးပြီးမျိုးစားလေးလည်းပါမယ်။ဒီမှာမြင်တဲ့အတိုင်းအော်ဒတိုင်းအပြည့်ပက်လက်ခတ်ထားပြီးတော့ဗလိတ်စူးစူးဆိုလို့ရှိရင်အပြည့်တက်ဆင်ထားရဲပေါ့နော်။ဒီမှာကသူကလေ20 60ဆိုပေမဲ့ကဲမြေပြင်မှာကကြာတော့သူကမြေပိုလေးလည်းပါတယ်ပေါ့နော်။မြေပြင်မှာဆိုလို့ရှိရင်ပေက22ပေကန်ရှိပါတယ်။ ကဲဒါလေးကတော့ AE ရဲ့ main တက္ကပါပေါ့နော်ဝင်ဟွားဖြစ်ပါတယ်ဒီမှာဆိုလို့ရှင်ကျမတို့တော့ဖနှက်ဆင်နေပါတယ်ထားလို့နေရာလည်းရှိတယ်ဒါကတော့အိမ်တက္ကမကြီးကိုကြားတယ်မှာဂျွန်တက္ကနှစ်နှစ်ဖက်လက်ပေါ့နော်တက်ဆင်ပေးထားတာတွေ့ရမှာပဲဖြစ်ပါတယ်ကဲဒါလေးထည့်ဝင်ကြည့်ရအောင်သူကလေတအိမ်လုံးကိုလေတကယ်ဒီဇိုင်းကပေါ့နော်ဒီ luxury condo တွေရဲ့ဒီဇိုင်းပုံစံမျိုးကိုဒီမှာအခြေခံပြီးယူထားတဲ့ခါလေးတွေ့ရတယ် အဲကြံခဲ့ဆိုလို့ရှိရင်ဒီမှာကျုံးပါပြီးအပြည့်ခင်းထားမယ် decoration စီလင်းအမိုက်စားတွေပါမယ်ပရင်းပေါက်တွေအားလုံးကိုဒီမှာတန်ပန်းအပြည့်တက်ဆင်ထားပြီးတော့ဒီမှာဆိုဒါအေကန်လေးပေါ့နော်အေကန်ဆိုလို့ရှိရင်လည်းဒီမှာကျုံးပါပြီးအပြည့်ခင်းထားမယ်အေကန်လေးလည်းတော်တော်ကျေပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဆိုဖာစတီထားမယ့်နေရာပြီးတော့ဒီပေါ့နော် TV စပွဲထားမယ့်နေရာဒါလေးတွေလည်းဟိုလုံလောက်တဲ့နေရာဖြစ်အောင်ကျေထားတယ်ပေါ့နော်နေရာလေးကနေရာလေးကဆိုလို့ရှိရင်ဒါကျွန်မတည်ရေလုံးကအရင်ကြိုက်တဲ့နေရာလေးပေါ့နော်ဒီလိုဘားကောင်တာလေးလည်းပါမယ်ပြီးတော့ဒီမှာပေါ်မှာဒီလိုဝိုင်းပလင်းအလှလေးထားတဲ့နေရာလေးလည်းရှိတယ်ပြီးတော့ဒီမှာသူက ဒီ kitchen ကိုပေါ့နော် kitchen ကိုဒီလိုမျိုးဒီအနောက်တိုင်းဆန်ဆန်လေးအပြင်ထုတ်ထားတာတွေ့ရတယ်ပြင်လည်းလည်းပါမယ်ကျူချင်းကျူတဲ့အားလုံးလုပ်ထားပြီးတာဖြစ်ပါတယ်ခွဲရတော့နှကန်းပါဝင်သွားမှာဖြစ်ပြီးတော့ master တကန်း single တကန်းဖြစ်ပါတယ်ဒါဒါလေးကတော့ single bedroom လေးပဲဖြစ်ပါတယ်ဒါလေးကတော့ရေချိုးကန်းအိမ်သာတွဲလျက်ပါတယ် master bedroom လေးပဲဖြစ်ပါတယ်ကဲဒါလေးကတော့ ေချိုးခန်းအင်နာလေးပါလေးက22ပဲမြေပေါ်မှာစောက်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးပေါ့နော်ရှောက်လန်းလေးတွေဆိုလို့ရှိရင်လည်းအုတ်နေရလေးနဲ့ခွာပြီးတော့ကျဲတယ်ပြီးတော့ဒီမှာပေါ့ဒါဘေးတကားပေါက်လေးပေါ့နော်ပုံမှန်စောက်နေကြ structure လေးနဲ့မတူဘဲနဲ့အခွေးထွက်တဲ့အပေါက်မဟုတ်ဘဲနဲ့ဒါဘေးကနေထွက်တဲ့အပေါက်လေးလုပ်ပေးထားတာပေါ့နော်အဲ့တော့ဒီမှာကျမတို့ဒါအိမ်ကိုဒီလိုတစ်ပတ်လေးလုံးပတ်ပြီးတော့သွားလို့ရတယ်အုတ်တိုင်းလေးဒီမှာအပြည့်ပတ်လေးခတ်ထားတာတွေ့ရမယ်ပေါ့နော် ခုမိတ်ဆက်ပေးသွားတယ်အိန္ဒိယဆိုလို့ရှိရင်တော့ကျမတို့ရှစ်ပြည်သားမျိုးနဲ့အမှတ်9ရက်ကိုရက်ကွက်ကောင်တစ်ခုမှတည်ရှိပြီးတော့ပေ22ပေပေ60ပေါ်မှာဆောက်လုပ်ထားတဲ့တထက်ဆက်လက်အမိုးလေးနဲ့အိမ်လေးဖြစ်ပါတယ်။ဆာပြက်စာတန်း၂60ပေရမီမျိုးစားဖြစ်ပြီးတော့အယောင်တန်ဖို့ကျပ်သိန်း2850မှာပိုင်ရှင်ကိုရာညီလိုက်စေးနဲ့ရောင်းစားပေးသွားမှာဖြစ်ပါတယ်။ရီကွန်ဒိုဘိုက်လေးလည်းရကြတယ်အိမ်ထဲခြံရဲ့အမွှေးတက်လေးလည်းရကြတယ်ဆိုလို့ရှိရင်တော့ဒီအိမ်လေးကိုအရင်ဆုံးမှုရဝဲပါလို့အောင်မရဲ့အဝင်တော်များကိုတရင်ောက်ပါလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်။